ိုဘက်စကိုင်းတရားကြော်သွားနေဟိုဘက်လမ်းမှာ PDF တွေရှိတယ်ဟိုဘက်ကတော့တော်တယ်လေးရှင်နေမှာကျိုးစားပါတယ်နေစင်တဲ့ကောင်းရောက်ကိုတင်ပေးတော့မို့လို့ subscribe လေးလိုဝတ်တော့ဆောက်လိုက်ပါတယ်ကျေးဇူးတရားကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအခု CDN လောက်ပါဆိုပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှနော်အမှုပညာသေးတွေပြည်တည်ဦးတို့လူမင်းတို့ခိုင်သိန်းကြီးတို့တမမွန်မြင့်တို့ အဲအင်နာကျော်စင်းတို့အရင်ဖန်ငောက်အရင်မဖန်နဲ့ငါတိုင်းပြည်ဖြတ်တဲ့တည်းမှာငါမပါဘူးငါမပါဘူးနော်ငါမပါဘူးငါတိုင်းပြည်ဖြတ်တဲ့မှာမောင်ငါ့ကိုအာဇော်ဘုန်းရဲ့ပါပြတဲ့ညာပဲမင်းရေးထားတာတွေကွာတကယ်ကြီးစရာကောင်းတယ်ဇော်ဘုန်းရဲ့အနော်ယထာလားတဲ့အောက်လုံးနေမတုံးနဲ့နော်အနော်ယထာမဟုတ်ဘူးမမင်းဟိုဗာလဲဝင်စားတာဗာလဲဟိုမှာဟိုဟွန်းဆရာတော်ဘုရားကြီးတင်းကူဆရာတော်ဘုရားကြီးလားဝင်စားတာလေ တင်းကိုဆရာတော်ဘုရားကြီးဝင်စားခဲ့တယ်အနွယ်ထားပေးအဲ့အရာငါ့ကိုလာမပြောနဲ့လက်ရှိကိုပဲပြောမင်းတို့အောင်လုံးမတုံးနဲ့ငါ့ကိုမထီရဘူးဆိုတဲ့ကျုံမနဲ့ငါသမရသားလည်းမဟုတ်ဘူးငါဖေကတက်မတော်ကအရာကဘူလောက်အဆင်မဲရှိတာအဲမင်းတို့မြမပြီမှာဘာဖြစ်နေလဲဆိုတော့ကိုကိုတိုင်းလည်းထုံထုံပေါက်ပေါက်တိုင်းပြည်အကျိုးမသိဘူးနိုင်ဘူးတက်မတော်ရဲ့အကျိုးကိုလည်းပေါ်ပေါ်တည်တည်မင်းတို့လူလေးသိအောင်လူလိုက် မင်းတို့လှူတဲ့အလူကိုပွင့်ပွင့်လင်းလင်းမပြောရဲဘူးဆိုရဲမင်းတို့ကခိုးကြောင်ကိုသခိုးချင်းသခိုးချံနဲ့လှူတဲ့ကောင်ကြီးငါတို့ကသခိုးချင်းသခိုးချံနဲ့မလှူဘူးငါတို့ကပေါ်တင်လှူတာပေါ်တင်လှူပြီးပေါ်တင်ပြောတာဘာကြောင့်လဲနာမည်လိုချင်လို့မဟုတ်ဘူးတက်မတော်သားတွေကိုချစ်နေတဲ့ပြည်သူလူထုရှိတယ်ဆိုတာကို ပြသိချင်လို့ငါလှူတဲ့အလူတွေအများကြီးသိတယ်ငါမပြောတဲ့အရာတွေအများကြီးရှိတယ်သိလား မင်းတို့မှမတိတာမင်းတို့မင်းတို့လိုမျိုးအော်တန်းသားတွေဘယ်လိုလုပ်တိမှာတော့ငါ့ကိုလာတိုက်ခိုက်နေတာအမျိုးမျိုးတိုက်ခိုက်နေတာသွေးပြက်နေပြီဟုတ်လားယူလို့ကွာမင်းကလေဇော်ပွင့်ရမင်းတို့ဒီအင်းကြီးဒီဝေစားနေပဲဇူလာမူလီရရွှေဆိုင်ဓမင်းဆိုင်မှာတနေကုန်ထိုင်နေတာနော်တနေကုန်ထိုင်ပြီးတော့မှတောက်စားနေတာငါ့ဘာငါငါအေးစေးနေနေတာနော် ငါကမင်းတို့ကြောက်မယ်ဆိုလို့ရှိရင်ငါမိုင်းနောင်လို့အဲ့မှာကြေးသီးမိုင်းကင်လို့ငါမသွားဘူးမတ်တော်မတက်ဘူးရှင်းလားဇော်ဘုန်းကြီးတို့တတိရှိတယ်ဆိုရင်တတိရှိရှိထွက်ပြောကြည့်လိုက်ရှင်းပြောမလားလို့မင်းတို့တွေကရှောက်ပြီးဟူပြောဒီပြောနေနဲ့မဟုတ်ပါဘူးအားပေးနေတယ်ငါမောင်ရေးတဲ့ဂျေဇုတင်ပါတယ်အမဟို အဲ့တော့လူတွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်လဲပတ်ပြီးတော့ကျွန်တော်တရားတဲ့ကျွန်တော်ရဲ့ပေါ့ကူတော်ရဲ့အဲမပုတုရဲ့မီဒီယာမှာဆိုရင်တော့ကြော်စိုးဦးပေါ့နော်ကြော်စိုးဦးရဲ့အတိုက်ခံခံရတာအဲပြီးရင်တချို့တော့ဟိုနောင်တော်လေးတို့နောင်တော်လေးတို့ကတော့အိုင်လော်ဒီမဟုတ်ပါဘူးနောင်တော်လေးတို့ကြော်စိုးဦးတို့မပုတုတို့ကတစ်ချိန်ကျရင်လွတ်တော်တွေဝင်မဲ့လူတွေကျွန်တော်တို့ကဝင်းရံပေးရမယ် ဂျိုဆိုးဦးကပြင်ဦးလျာနေပြိုင်မယ်ထင်တယ်တတိပုဂ္ဂလာနဲ့နော်တခါလဲကျွန်တော်သတင်းကောင်းပေးတယ်ဂျိုဆိုးဦးကဂျိုဆိုးဦးကဇင်မင်းထက်ရောက်ပြီးအကိုတယ်အေးညီလေးဇင်မင်းထက်ကအခုမှဒေါ်ပုံးချခံရတဲ့ကလေးဒီနေ့အခုကျွန်တော်နဲ့တဏီကုံမှာဟိုတဏီကုံအောင်ဖြစ်တယ်ကျွန်တော်နဲ့အခုစားတော့ပြီးမှထန်းခွဲသွားတာနော်ဒေါ်ပုံးချခံရတဲ့ကလေးလေးကျွန်တော်ကဘယ်တော့မှတက်မလို့တော့ဘယ်တော့မှဥပိ္ပခါပြုမထားဘူးနော်အဲ့တော့ ဟိုစစ်တီစစ်သားမိသားစုတွေပေါ့နော်သူတို့ကကျွန်တော်ရဲ့စင်နာတောင်းနားလေတယ်အဲ့တော့ကျော်စိုးဟူကတော့တတိပုဂ္ဂလအနေနဲ့ပြင်ဦးလွင်ကပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလွင်မှာလည်းကျွန်တော်အမှန်တိုင်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလှုပ်လာမယ်ဆိုရင်တော့ကျော်စိုးဟူကပြင်ဦးလွင်ကနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ် အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်ပြီးမပုတုလည်းပြိုင်မယ်အရေးကြီးလာပြီပေါ့နော်ကျွန်တော်တို့ဟိုတက်မတော်အနေထားတစ်ခုတည်းပေါ့နော်ဒီဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟိုလေးတွေရှိတယ်ဒီရွေးကောက်ပွဲနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရန်ရေးကြီးရလေးတွေရှိတယ်ပေါ့နော်ကျွန်တော်ကျွန်တော်10မိနစ်လောက်တင်မှမယ်ကျွန်တော်တင်မှရမယ်ပဲကျွန်တော်ပြန်မရှာခြင်းဘူးအကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့ တတိပုဂ္ဂလနဲ့သူပြင်းဦးလျာနေပြိုင်မယ်မပုတုလည်းမပုတုဆိုတာကျွန်တော်ယူသေးတမှုနဲ့ခေါ်တာကောင်မလေးက29နှစ်ပဲရှိတဲ့အတက်ကသူလည်းပြိုင်လောက်တယ်စိတ်ကြီးကောင်တို့ဘာလို့ဘက်ကနေသူပြိုင်နိုင်မယ်ထင်တယ်အဲပြီးနောင်တော်လေးလည်းဘေးကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူ့ဘက်သူပြိုင်ပြိုင်မပြိုင်ပြိုင်ကျွန်တော်တို့ကအားပေးရမှာဝင်းရရမှာအဲကျွန်တော်တို့တာဝန်ပဲဘာလို့လဲဆိုအဲ့တော့မှလွတ်တော်တွေမှာရောက်သွားမှဒီလိုလူတွေလွတ်တော်တွေကိုရောက်မှလွတ်တော်တွေကိုရောက်မှပေါ့နော်ဒီလိုလူတွေလွတ်တော်တွေကိုရောက်မှ သူတို့ဓာိုက်ရိုက်တရားဝင်လွတ်တော်တွေကနေပြီးတော့မှနာယကာကြီးတွေကိုသူတို့ကတင်ပြခွင့်ရှိမှလေ။နောက်ဆိုလို့ရှိရင်သူတို့တင်ပြခြင်းတဲ့အရာတွေကိုတဆင့်ကန်တဆင့်ကန်ပြီးတော့တင်ပြနေအောင်မယ်။အခုဆိုရင်ဗာလေဗိုလ်ချုပ်စော်မင်းထွန်းလား။ဗိုလ်ချုပ်စော်မင်းထွန်းဆိုတာရင်းနှံကျောင်းသားတွေပေါ့။ဗိုလ်ချုပ်စော်မင်းထွန်းကရင်းနှံကျောင်းတွင်းကုန်းသားလားမသိဘူး။သူမိမလက်မှတ်ကုန်းတူလားမသိဘူး။လက်မှတ်ကုန်းတူသူမိမနာမည်မတင်းတင်းအောင်လားဗာလားမသိပါဘူး။ကျွန်တော်နဲ့အောင်ကျောင်းနေပတ်တွေဖြစ်လောက်တယ်။ကျွန်တော်ကဟိုအထက်ကနေရင်းနှံကျောင်းမှာကျွန်တော်ကနေခဲ့တာ။ ဟိုတန်ခံကုန်းမှာကျွန်တော်ကဥကိုလေးကြီးမှာကျွန်တော်ကချင်းလုံးပညာအဲပညာရေးနုစုခဲ့တာပေါ့နော်အောင်ကိုကိုတို့အဲ့မှာနန္ဒာအောင်လို့ねကျွန်တော်ねအဲ့တော့ဟိုပြောနေတာဒီလိုဗျာလွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်နဲ့ရွေးချယ်ထားရတော့မယ်ဘာလို့လဲဆိုတော့တမတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ွယ်ကိုမဖြစ်ဖြစ်အောင်လုပ်မှာမဖြစ်ဖြစ်အောင်လုပ်မှာ မပြည့်ပြည့်အောင်လို့ပါကျွန်တော်ကတော့လွတ်တော်တယ်မဝင်ဘူးကျွန်တော်ကအပြင်ကနေဝုံးမယ်ကောလွတ်တော်တယ်မှာစောက်ပေါက်ခဲ့ရည်လို့ကျွန်တော်လည်းပြောမှာကျွန်တော်လည်းအော်အော်ပါလေကျွန်တော်အော်လေးကောင်လေးအော်လေးကောင်ဆိုတော့ကျွန်တော်လွတ်တော်တယ်ဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလားမတော်လက်ကတွေယူပြီးတော့ကျွန်တော်မအော်ရေးမပြောရေးဖြစ်မှာကြောက်လို့ကျွန်တော်ကဘလူပေးတာကန်းတာမှလည်းမစားဘူးအဲ့လိုလေမပြောလွတ်တော်တယ်မှာလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံနေရမှာအဲဇော်ဘုံရင်းအဲဟို လွတ်တော်တွေမှာဟွာဖြစ်တဲ့အောင်ပဲဆွေးနွေးပါတို့ဘာလို့ဖြစ်လို့ပါလိသိရမလားအဲ့တော့ကျွန်တော်ကလွတ်တော်တွေမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်တွေဝင်လို့မရဘူးသိရမလားဟိုအဲကျော်စိုးဦးတို့မပုတုတို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြင်းအထန်ဟုံးမဲ့ကောင်အပြင်းအထန်ညောင်ကျော်စိုးဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းမင်းကိုပြည်သူတွေမဲပေးလိုက်တာမင်းကူလွတ်တော်တွေရောက်ခါကြမှာလီးစောက်ချိုးချိုးတာလားလို့ကျွန်တော်ပြောမှာမပုတုလေမပုတုလွတ်တော်တွေနေနေလွတ်တော်တွေဝင်တော့ငါ လွတ်တော်တဲ့မဝင်ခင်တော့ငါတို့တွေအားလုံးဝင်ရံခဲ့ရတာလွတ်တော်တဲ့ရောက်ရင်ငါတို့နေစေကြီးကနောင်တို့အပြိုင်စေကြီးကနောင်တို့ပြည်သူတွေလူမှုတွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာဆောက်ချိုးချိုးရတော့မတာမာလေးသေးရင်းကုန်မလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင်အဲနည်းနည်းဥသွားတယ်ဘလို့ရုပ်ကြသွားတယ်မဟုတ်ပါဘူးကျွန်တော်ပြင်ပန်းနေတာပါကျွန်တော်ခီးထွက်နေလို့ဟိုကျွန်တော်လည်းအလုပ်တွေအများကြီးလုပ်နေရတာရှိတယ်ပေါ့နော် မအိုပါဘူးအပြင်မှာဆောင်ရမ်းချောတာတဇင်ဦးကတော့မပြိုင်လောက်ဘူးနဲ့ထင်တာပဲနော်ဟိုတဇင်ဦးတော့မသိဘူးပြတဇင်ဦးလည်းပြောအောင်မှာကျွန်တော်ညီမလေးပါပဲသူလည်းပြိုင်မလားပြိုင်လားတော့ကျွန်တော်လည်းမသိဘူးလေတဇင်ဦးကငကိုလေးကပြောင်စုချက်ခိုင်ရင်လည်းဖွင့်ပြိုးရေးကိုအရန်ချစ်ခဲ့တဲ့ကလေးမဆိုတော့ဟိုပြောင်စုချက်ခိုင်ရင်လည်းဖွင့်ပြိုးရေးကဥက္ကရာကြီးဥခင်ကြီးတို့အဲဝါနဲ့ဟိုဘိုးဂျိုး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 မြဟိန်းတို့ ਨੇ ပဲတက်ဆိုင်ပါတယ်ကျွန်တော်မသိပါဘူးနော် ဲ့တော့ကျတော့ပြီးနေရလို့ဥသွားတာမင်းတို့ကောင်းနေရနော်အဲ့တော့ကျတော့လွတ်တော်တွေကိုဝင်မဲ့ကိုကျော်စိုးကတော့ပြင်ဦးလေကနေလွတ်တော်တွေကိုဝင်မဲ့သဘောရှိတယ်ပြင်ဦးလေကညီကောင်မောင်နှမတွေကိုကျော်စိုးကိုတတိပုဂ္ဂလအနေနဲ့မေးပေးဖို့တာအားလုံးအားတင်းထားကြတော့စောဘုံရင်တို့ထောက်ခံပြီးအားပေးပြီဆိုရင်အဲ့ဒါပြည်သူတွေပဲအဲ့ဒါပြည်သူတွေပဲနော် အဲ့ဒါပြည်သူတို့ပဲဇော်ဘုံအင်းထောက်ခံပြီးဇော်ဘုံအင်းတို့ဝင်းရံပြီဆိုရင်အဲ့ဒါပြည်သူတို့ပဲအဲ့ဒီပြည်သူတို့လို့ဝင်းရံလိုက်တဲ့လူတယောက်ကစောက်ချိုးမပြေဘူးလွတ်တော်ထဲမှာစောက်ချိုးမပြေဘဲနဲ့သူများခိုင်းတာကိုလုပ်တယ်ဆိုရင်တော့နာမည်တက်ပြီးစဲမယ်ဟာကျွန်တော်ထိတ်ဆုံးပါပဲဒါကြောင့်မလို့ကျွန်တော်ကလွတ်တော်ထဲမဝင်ဘူးနော်ဆက်နေမင်းတို့ဘုံတွေဆက်တီအောင်ဆက်လီးတော်မကင်ဘူးမင်းတို့တွေလူနောက်ချက်တွေဟလားရောက်ပါရောက်ပါကျော်စိုးဦးလည်းရောက်ပါပူတူမလည်းရောက်ပါ လွတ်တော်တွေကိုနော်ကြောင်းမှာကြော်စိုးနဲ့ပုတုမောင်ပေးကိုပေးရမှာချားပလိစီနော်ကြော်စိုးအသက်က34နှစ်ပဲရှိသေးတယ်35နှစ်ပေါ့ပုတုမောင်29နှစ်30ပေါ့လွတ်တော်တွေဝင်မဲ့ချိန်မှာကြော်စိုးအသက်35နှစ်ကြော်ကြော်နဲ့ပုတုမောင်အသက်က30ကြော်ကြော်နဲ့လူငယ်တွေလွတ်တော်တွေရောက်သွားတာလေအဲ့ဒါကိုဒီလိုတိုင်းပြည်အတွက်မချွေးမချန်နဲ့မကြွေးမချန်နဲ့ရဲရဲတင်းတင်းပြောရဲတဲ့လူတွေလွတ်တော်တွေကိုရောက်ပြီဆိုရင်သူတို့ပြိုင်တဲ့နေရာ ပြည်သူလူထုတွေကောင်းပါပဲမကောင်းရင်ကျွန်တော်လည်းဆဲမှာပဲနော်ဆဲမှာဆဲမှာကျွန်တော်ကဟဲ့ကြော်စိုးမင်းမင်းပါစောက်ချိုးချိုးရလဲပြောပါမင်းငါလုံးမသားလွတ်တော်တွေဝင်တော့မင်းစောက်မင်းစောက်စကားဘာပြောခဲ့လဲအခုကျတော့မင်းဘာလုပ်လဲအထင်တော့မလွယ်ဘူးလေလွယ်တာလေငါ့အောင်လာမပြောနဲ့ပြည်သူကိုကြည့်အဲဒါမျိုးဒါဥပမာဥပမာကျွန်တော်လုံးမဲ့လို့ပုထုမမသားမလေးတော့နေတော့နေတော့ဖြစ်တော့ငါတို့မဲဆွေခဲ့တာနေတော့လွတ်တော်ထဲမှာ ပြည်သူလူထုတွေပြောဘာညာပေါ့အာဘလောက်အားရှိမလဲအဲဒါဥပမာကိုပြောပြတာလေဟုတ်လားအကူကြိုးစိုးနဲ့မပူတူနဲ့အတွက်အာမွေထားတော့လွတ်တော်တွေဝင်ရမယ်ကြိုးစိုးကတော့ချင်းစီတွေပြင်းဦးလျာနေပြိုင်မှာပြင်းဦးလျာနေပြိုင်မှာပြင်းဦးလျာနေပြိုင်ခိုင်းတာကြိုးစိုးပြိုင်ကွာလို့ကြားလို့ညီလေးလို့ကိုကြီးလို့ရှိရလို့တွေ့တာတွေ့လို့ပြင်းဦးလျာတက်နေတွေရောပြင်းဦးလျာပြည်သူလူထုတွေရော နော်တိုင်းချစ်ပြည်ချစ်တဲ့လူတွေပေါ့တဘုံအားပေးထောက်ခံတဲ့လူတွေတော့ခမရုပ်ပါခမရုပ်ပေးပေးမပေးပေးအကျိုးဆောက်လို့မဟုတ်ဘူးအေး